င်္ဂလာပါရှင်ထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများနှီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BizTech ရဲ့6ကြိမ်မြောက်ထိပ်သီးအစီအွေကိုမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်မှာဖြစ်ကြောင်းသတင်းထွက်ပြီးမကြာခင်မှာပဲမြင်းကလေးကြီးလှုပ်ခတ်ခဲ့ပါတယ်ရုရှားကပြန်လာပြီးကလေးကယုံကြည်မှုတွေပြန်ရသလိုဖြစ်နေတဲ့စစ်ကောင်းဆောင်ဟာပြည်တွင်းမှာဒေသခံတိုင်းသားပြည်သူလူထုတွေရဲ့နေရာတွေကိုဘုံမိုးရွာစေခဲ့ပါတယ် မြန်မာစစ်တပ်ရဲ့တခုတည်းသော အာတာချက်လို့ဆိုရမယ့်လေတပ်ကိုအစွမ်းကုန်ထုတ်သုံးပြီးသူလို့ချင်တဲ့ရွေးကောက်ပွဲကိုသွားဖို့ခန့်စစ်ဆင်ခုခံနေပါတယ်။ဒီလိုအခြေအနေမှာမြန်မာနိုင်ငံရဲ့အလဲဘဟုဒေတာမှာငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်။ရေဘေးတုန်းကအပြင်ထွက်ဖို့တွန်းဆုတ်ခဲ့တဲ့စစ်ကောင်းဆောင်ဟာငလျင်ဘေးမှာချက်ချင်းလူလုံးထွက်ပြပါတယ်။ငလျင်အလူငွေကောက်ခံပွဲမှာလည်းသူကိုယ်တိုင်စပွဲအောက်ဝင်ပုန်းခဲ့ရပါကြောင်းကပောက်တိကပောက်ချာပြောထားတာကိုတွေ့ရပါတယ်။ အတိတ်နမိတ်နဲ့ဘီဒင်းရရကိုယုံကြည်ကြတဲ့စစ်တပ်ခေါင်းဆောင်အတိုင်းအဝိုင်းမှာဒီငလင်းဟာစစ်ကောင်းဆောင်အတွက်နမိတ်ဆိုလို့ယူဆခဲ့ကြတာကြောင့်လေတုံလို့ခြောက်ခြားနေတဲ့သဘောကိုတွေ့ရပါတယ်။ရှေးစာရန်ဖျားထီတော့မြေခခဲ့ရတယ်လို့ထီလို့မင်းလို့ဖျားထီတော့လည်းရန်ခါခဲ့တာပါ။စစ်ကောင်းစီကိုထောက်ခံသူတွေစစ်တပ်လော်ဘီတွေကတော့ဒါဟာအာဏာသိမ်းမှုကိုစန့်ကျင်တဲ့ဆန္ဒပြပွဲမှာမဖဲဝါပုံစံအကောင့်ထမ်းပြီးဆန္ဒပြကြလို့ဆိုပြီးလော်ဘီလုပ်ကြပါတယ်။ ထူးခြားတာကစကောင်းဆောင်လုံမဲ့ရွေးကောက်ပွဲလမ်းကြောင်းမှာအရေးပါတဲ့လွှတ်တော်အဆောက်အဦတွေပါပြုတ်ပြတ်ခဲ့တာပါ။ဒါကြောင့်သူလုံမဲ့အစီအစဉ်တွေကိုမမြင်နိုင်တဲ့လောကသားတွေကတော့တားဆီးနေပြီလို့ကျွမ်းကျင်သူတွေကသုံးသပ်နေကြတာတွေလည်းရှိပါသေးတယ်။ပြန်ဆက်ရရင်အန်ယူဂျီနဲ့မဟာမိတ်သုံးဖွဲ့ဘက်ကငလျင်ကြောင့်အပြစ်ရဖို့ပြောလာချိန်မှာတော့စစ်ကောင်းဆောင်ဘက်ကအလှူငွေကောက်ခံပွဲအထိကောက်ွယ်တိုက်ခိုက်မယ်ဆိုတဲ့စကားကိုပဲပြောနေခဲ့တာပါ။ ဒါပေမဲ့ထိုင်းမှာလုံးမဲ့ base တက်ထိပ်သီးအစီအဝေးကိုတတ်ဖို့လဲရှိနေတော့ဧပြီလ၂ရက်နေ့ညပိုင်းမှာစစ်ကောင်စီဘက်ကအပြစ်ရအကြောင်းထပြီးကြေညာပါတယ်။ထိုင်းဘက်မှာလည်းသူ့ကိုအစီအဝေးဖိတ်မိတဲ့ဝင်ကြီးချုပ်ကိုထိုင်းလွတ်တော်မှာကိုယ်စားလှယ်တွေက PR ပေးနေတာကြောင့်လဲပါပါတယ်။ဧပြီလ၃ရက်နေ့မွန်းလွဲပိုင်းမှာတော့စစ်ကောင်ဆောင်ဟာထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။တချို့ကဖိလစ်ပိုင်တမတဒူတာတေးလို့ထိုင်းခရီးစဉ်အတွင်းမှာသူ့ကိုဖမ်းဆီးနိုင်မလားလို့မျှော်လင့်နေကြပါတယ်။ တကယ်တမ်းသုံးသက်ရရင်ဒါဟာဖြစ်နိုင်ခြေလုံးဝကိုနေပါတယ်။ထိုင်းဝန်ကြီးချုပ်ရဲ့ဖခင်တပ်စင်နဲ့စစ်ကောင်းဆောင်ကြားမှာနီးကပ်တဲ့ဆက်ဆံရေးရှိနေတာကြောင့်ဒါဟာမဖြစ်နိုင်ဘူးလို့ဆိုရတာပါ။ ICC မှာ power run ထုတ်ပေးဖို့အဆိုတင်သွင်းခံထားရပြီ။အာဂျင်တီးနားတရားရုံးက power run ထုတ်တာခံထားရတဲ့စစ်ကောင်းဆောင်ဟာသူ့အတွက်မပိုင်မင်းနဲ့တော့ထိုင်းကိုလာမှာမဟုတ်ပါဘူး။သူကိုလာခွင့်ပေးတာဟာထိုင်းကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့မြန်မာတွေအတွက်တော့သတင်းကမဟုတ်ပါဘူး။ အလုတ်သမားကတ်တဲ့နေထိုင်ခွင့်ကိစ္စတွေမှာမပြတ်မသားဖြစ်နေတဲ့အခြေအနေမှာမြန်မာတွေအတွက်တင်းကျပ်မှုတွေဖြစ်လာနိုင်ပါတယ်စစ်ကောင်းဆောင်အတွက်ကတော့နိုဝင်ဘာလဆန်းကတရုတ်ခရီးစဉ်မတ်လတွေကရုရှားခရီးစဉ်နဲ့အခုထိုင်းခရီးစဉ်တွေကြောင့်သူ့ရဲ့စစ်ကောင်းစီအစိုးရရဲ့တရားဝင်မှုကိုပြသရာရောက်ရှိခဲ့ပါတယ် ICC ကလည်းမဖမ်းနိုင်သလိုတခြားအဖွဲ့အစည်းတွေကလည်းစစ်ကောင်းဆောင်ကိုဖမ်းနိုင်မှာမဟုတ်ပါဘူးအစီအဝေးလာတက်မယ်ပြောချင်တာတွေပြောလိမ့်မယ် ပြောတဲ့အခါစစ်တပ်ကဥဆောင်လုံးမှတရားမျှတပါတယ်လို့ပြောခြင်းနဲ့ရွေးကောက်ပွဲအကြောင်းအလူငွေရနိုင်တဲ့ငလျင်တွေအကြောင်းဖြစ်ပါလိမ့်မယ်။ထိုင်းဝင်ကြီးချုပ်ကတော့ဗျာဒိတ်ဒေါ်လာညီအမတွေပါလို့ပြောကောင်းပြောသွားနိုင်ပါတယ်။ထိုင်းနိုင်ငံရေးမှာဝင်ကြီးချုပ်နောက်ကွယ်မှာရှိနေတယ်လို့ဆွဆွဲခံနေရတဲ့သက်စင်းနဲ့တွေ့မယ်။ပြီးရင်အာဆီယံကိုအကာအကွယ်ယူပြီးစစ်ကောင်စီဘလို့အသက်ဆက်မလဲဆွေးနွေးမယ်။အချိန်တိုင်ရင်ပြန်သွားပြီးကမ္ဘာရွေးရအမွေးဆိုပြီးမြန်မာပြည်မှာတကြပွဲလုပ်မယ်တနခါပွဲလုပ်မယ် အပြစ်ရဲ့ကာလကြော်ရင်ပြည်သူတွေကိုဘုံကျဲနေအောင်မှာပဲလို့သာပြောလိုက်ပြရစီစီရဲအရာအတာစီရမှသာစစ်ကောင်းဆောင်ကိုဖမ်းဆီးရမိဖို့အဆင်ပြေပါလိမ့်မယ်။ဒါကြောင့်စီရဲအရာအတာစီရဖို့တော်လိုင်းရေးဘက်ကဆက်ပြီးစူးစမ်းနေရအောင်မှာပဲဖြစ်ပါရဲ့ရှင်။